ရန်ကုန်တိုင်းဒေသကြီးလဲကူးမြို့နယ်တွင်းကအများပိုင်းအင်းကိုတူရဲပိုင်းအင်းဖြစ်ပိုင်ဆိုင်မှုရသွားတဲ့ပတ်သက်လို့တာဝန်ရှိသူတွေဖြစ်ရှင်းမှုအပေါ်ဒေသခံတွေမကြေမနက်ဖြစ်နေပါတယ်ဒေါက်ခင်မင်းစောသတင်းပေးပို့ထားပါတယ်ခင်ဗျာရန်ကုန်တိုင်းဒေသကြီးလဲကူးမြို့နယ်ဖောင်ကြီးနောက်ကျေးရွာအုပ်စုဖရဲကုန်းကျေးရွာကွင်းမက်926ဥပိုင်မက် 62နှစ်ဖျာကုံကျွေးရာကျူတော်အင်းနဲ့တောင်ကြားအင်းကိုတူးတဲ့ပိုင်ချမ်းမြေဖြစ်အသုံးပြုနေတဲ့အတွက်အထက်အဆင့်ဆင့်ကိုတိုင်ကြားခဲ့ရမှာဖြည့်ချင်းပေးမှုပေါ်မကျေနပ်ဖြစ်နေကြတာပါမြေတိုင်းနေရာတော့ပြောရအောင်ပါဖောင်ကြီးမြေတိုင်းဝင်တွေကိုဖောင်ကြီးနောက်အုပ်စုမှာတွေ့တော့တော့ဥယျာဉ်ဝဟိုင်းကူအုပ်စုတဲ့ဟိုင်းကူအုပ်စုမှာတွေ့တဲ့အခါကျတော့ဖောင်ကြီးနောက်အုပ်စုတဲ့တယောက်တယောက်အမှဘော်ဒီဘောပုတ်အဲ့တော့ကျွန်တော်တို့ကတော့ရှင်းပြတော့ဒီအမှန်တကယ်ဖြစ်စေခြင်းတယ်ဘယ်အုပ်စုရဲ့ဘယ်ဥစ္စာဆိုရှင်းပေးစေခြင်းတယ်အဲ့လိုရှင်းပေးတော့ဒီနေ့တည်း ရှင်းတဲ့အခန်းကိုမရောက်ဘူး။လဲကူမျိုးနဲ့မြေစင်းရုံအပါဝင်တာဝန်ရှိသူတို့ချို့လာရောက်ဖြည့်ရှင်းရမှာအဲ့ဒီအင်းနေရာဟာဘယ်ကြီးရအုပ်စုထဲမှာရှိနေလဲမသိတဲ့အတွက်မရှင်းလင်းနိုင်ပဲရှိခဲ့ပါတယ်။တိုင်ကြားသူတွေကလည်းကျွန်တော်တို့ရုံကိုရောက်တဲ့အခါမှာဒီစကားကိုကြားတဲ့အခါမှာစိတ်မကောင်းကြဘူး။ကျွန်တော်တို့ကိုနိုင်ကလည်းကိုကြီးရအုပ်စုမှာပါသလားဖန်ဦးကျေးရွာအုပ်စုမှာပါသလားဆိုတာကိုကကနနမသိတဲ့အတွက်ယနေ့တိုင်မစစ်ဆေးခဲ့ရဘူး။ 1899ခုနှစ်အိန္ဒိယတစိုက်တော်အဲ့ဥပဒေအရ1948ခုနှစ်မေလ2ရက်နေ့ကတည်းကအများပိုင်အင်းများအဖြစ်တက်မှတ်ခဲ့တယ်လို့အထောက်အထားတွေရှိခဲ့ပေမဲ့လက်တွေမှာတော့တူးတဲပိုင်အဖြစ်ဥယျာဉ်ဝကျေးရွာနေထိုင်သူဥပွေဦးကလေမြေလုတ်ပိုင်ခွင့်ပုံစံခုနှစ်ရရှိထားကြောင်းအထောက်အထားပြတယ်လို့ဆိုပါတယ်။နောက်ပြီးကြတဲ့အင်္ဂါနေ့ကကျွန်တော်တို့စစ်ဖို့ခေါ်လိုက်တယ်။ခေါ်တဲ့အချိန်လေးကြတဲ့ကြောင်းဒီပေါ်မှာ 30ခွန်ဟိုပုံစံခွန်လဲထွက်နေပါတယ်ပြည်သားရေးလဲထွက်နေပါတယ်သူမရှင်းနိုင်ပါဘူးဆိုပြီးတော့ကျွန်တော်ဘုတ်ဘက်ခါသွားပါတယ်ဒီလိုအများအမြင်ရတွေကိုတူးတဲပိုင်ဖြစ်လျှောက်ထားရရှိသွားတဲ့ကိစ္စတွေကိုညွင့်နယ်မှာဖြည့်ရှင်းမရခဲ့ရင်တော့လွတ်တော်မှာသာရောက်ရှိဖြည့်ရှင်းပေးနိုင်လိမ့်မယ်လို့လှဲကွမြွနယ်ပြည်သူ့လွတ်တော်ကိုယ်တိုင်က DVB ကိုပြောပါတယ်ဒေသခံတွေကဘုငွေငယ်တုန်းကဒီလိုရပြီးအကျက်ကြီးပတ်လက်ကြီးဖြစ်နေတဲ့ဒါနဲ့အခုပိုင်သွားပုံပိုင်သွားနေတွေကနော် သိပြီးတော့เนาะမတရားဘူးဥပဒေပြပမှာရှိနေတယ်လို့เนาะယူဆလို့ပြောတိုင်းနေပို့ပြည်သူလွတ်တော်ကเนาะသက်ဆိုင်ရာဒီရည်စည်ဌာနပြီးတော့เนาะဉာဏ်ဉာဏ်နဲ့ခါမှာเนาะဥပဒေလည်းမပြည့်ဘူးနောက်ဆုံးမှာလုံးဝတော့မပြည့်တဲ့ဘောရရှိတယ်ဖောင်ကြီးနောက်ကျရအုစုမှာအေဂျေ1500ကျော်ရှိပြီးလူရည်ကတော့6000ဝန်းကျင်ရှိပါတယ်။ကျရကကျွမ်းသားတွေအတွက်ရချက်ပြည့်ဖြစ်တုံးပြနေတဲ့အများပိုင်းအင်ဂျီကိုတခုရဲပိုင်ပြုလုပ်ပြီးခံမြေစိုက်ပျိုးတာ အခွက်ချရောင်းချတာတွေပြုလုပ်နေတဲ့အတွက်ဒေသခံတွေကမကျေနပ်ဖြစ်နေကြတာပါကျမခင်မင်းဆိုပါရှင်